လာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့စာတင်ကျောင်းတွေနဲ့ကျောင်းသားတွေကိုဘုံကျဲတက်ပြတ်နေတဲ့စစ်ကောင်းဆောင်မင်းအောင်နိုင်ကပညာရေးကံကြဖွံ့ဖြိုးအောင်ဆောင်ရွက်နေတယ်လို့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် စာတင်ကြောင်းတွေနဲ့ចောင်းသားတွေကိုဘုံကျဲတက်ဖြတ်နေတဲ့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်နိုင်ကတနိုင်ငံလုံးအတိုင်းအတာနဲ့ပညာရေးကဏ္ဍဖွံ့ဖြိုးအောင်ဆောင်ရွက်နေတယ်လို့ပြောဆိုလာပါတယ်။မနေ့ကအော်တိုဘာလ21ရက်နေ့ကနေပြည်တော်မှာရှိတဲ့မြန်မာပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဘဟုဌာနတက်မှာကျင်းပတဲ့ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့၅နှစ်တင်တဲ့အမှတ်စဉ်ခုနှစ်ကចောင်းသားចောင်းသူတွေနဲ့တွေ့ဆုံရာအခုလိုပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကော်မရှင်ဟာတော်လှန်ရေးနယ်မြေတွေကစစ်ရေးနဲ့မသက်ဆိုင်တဲ့စာတင်ကြောင်းတွေနဲ့ကျောင်းသူကျောင်းသားတွေကိုပြစ်မှတ်ထားပြီးတော့လေကျောင်းကနေဘုံကျဲတိုက်ခိုက်နေချိန်မှာအခုလိုအရှက်မရှိပြောဆိုလာတာလို့ CDM ဆရာဆရာမအတိုင်းဝန်ကမှတ်ချက်ပြုပါရီအဂျမ်ဘတ်စစ်တပ်ဟာအခုလာတဲ့မှာဟာကာမြို့နယ်က ဗန်ဟားကြီးရွာစာတင်ကျောင်းကခလေးတွေစာတင်နေချိန်မှာလေကျောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်၈နှစ်အရွယ်ကျောင်းသားတအုပ်နဲ့၁၂နှစ်အရွယ်ကျောင်းသူတအုပ်သေဆုံးခဲ့ရပြီးတော့၂၁ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ချင်းကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ CDF ဟာခါကထုတ်ပြန်ထားပါတယ်။ ထို့အတူမွန်ပြည်နယ်ဘေးလင်းမြို့နယ်ပြည်မပင်စိတ်ကျေးရွာအနောက်ဘက်ခြမ်းကကဘောယူပါလောနေရာကိုလည်းအကြမ်းဖက်စစ်တပ်ကဘုံလာကျဲတဲ့အတွက်ကြောင့်အပေါင်းသား9ယောက်တိဆုံပြီးတော့6ယောက်ပြင်းထန်ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်ဒါအပြင်ချင်းပြည်နယ်မင်းတပ်မြို့နယ်ကဘော်ဒါကျောင်းဆောင်တစ်ခုကိုလည်းအကြမ်းဖက်စစ်တပ်ကပုံကျဲတာကြောင့်ကျောင်းသား၃ယောက်နဲ့မတန်ဆွမ်းအမျိုးသမီး တယောက်တည်ဆုံးပြီးတော့အရက်သား၁၀ယောက်ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ချင်းကာဝေးတပ်တခုဖြစ်တဲ့ CDF မင်းတပ်ကထုတ်ပြန်ထားပါရီရခိုင်မှာဆိုရင်လဲစက်တင်ဘာလထဲမှာကြောက်တော်မျိုးနယ်တရက်တပင်ကျေးရွာကပညာပန်းကင်းနဲ့အမြင်သိကိုပိုင်ဘော်ဒါချောင်းကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်ကျောင်းသားကျောင်းသူ20တည်ဆုံးပြီးတော့20ကျော်ဒဏ်ရာရခဲ့တာရှိတယ်လို့မေလာထဲမှာလဲစကိုင်းတိုင်းတပေးရင်မျိုးနယ် အိုးတိန်တွင်းရွာစာတင်ကျောင်းကိုအကြံဖက်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဆရာဆရာမနှစ်ယောက်အပါအဝင်ကျောင်းသူကျောင်းသား24ဦးထက်မနည်းသေဆုံးခဲ့ရပြီးတော့ပြင်းထန်ဒဏ်ရာရသူ40ခန်းအပါအဝင်ဒဏ်ရာရသူ105ယောက်ရှိခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။ တောင်တက်တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာဆိုရင်လေအတန်းဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အခုတလတဲမှာပဲចောင်းသားအရွယ်ကလေးငယ်တွေတေဆုံးခဲ့ရတာရှိတယ်လို့စာတင်ကြောင်းသုံးကြောင်းပြသခဲ့တယ်လို့ PSNLFTNL တရင်နယ်ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့လိုင်းသားယာတောင်ကြီးရဲစခန်းကိုလက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ရန်ကုန်တိုင်းလိုင်းသားယာမြို့နယ်အနောက်ပိုင်းအနော်ရထားလမ်းမပေါ်မှာရှိတဲ့တောင်ကြီးရဲစခန်းကိုမနေ့ကအောက်တိုဘာလ21ရက်နေ့ည9:48မိနစ်ခန့်အချိန်မှာလက်ပစ်ဘုံတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တော်လန်ရေးတပ်တွေကပြောပါရယ်။အကြံဖက်စစ်တပ်ကလုံးမဲ့အတူရောင်ရွေးကောက်ပွဲအတွက်ဘူးပေါင်းပါဝင်လှုပ်ရှားနေကြပြီးတော့ပြည်သူလူထုကိုနှီးမျိုးစုံနဲ့မတရားဖမ်းဆီးနှိပ်စက်နေတဲ့လိုင်းသားယာရဲတပ်ဖွဲ့ကိုစီရေးပြစ်မှတ်အဖြစ်သတ်မှတ်ပြီးတော့တိုက်ခိုက် ခဲ့တာလို့ဆိုပါရီဒီတိုက်ခိုက်မှုမှာရန်သူဘက်ကထိခိုက်မှုရှိနိုင်တဲ့အတွက်ကြောင့်အခြေအနေအသေးစိတ်သိရအောင်ဆက်လက်စုံစမ်းနေတယ်လို့တိုက်ခိုက်ရာမှာပါဝင်တဲ့အဖွဲ့တွေကအသီးသီးထုတ်ပြန်ထားပါရီဒီစစ်စင်ရေးကိုအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့လာသာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြီးမြင့်နိုင်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ Operation Plain အဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Operation Prey အနေနဲ့အကြမ်းဖက်စစ်တပ်လုံးမဲ့အထူးရောက်ရွေးကောက်ပွဲကိုလုံးဝလက်မခံတဲ့အတွက်ရန်ကုန်မှာရှိတဲ့ဒေါ်လာအေးမဟာမိတ်တွေနဲ့လက်တွဲပြီးတော့အကြမ်းဖက်စစ်တပ်ကိုအရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့အတည်ပြုထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မိုင်းလုံမျိုးကိုစစ်တပ်ကိုဘုံထက်ကျဲတာကြောင့်ခလီတအူးနဲ့အမျိုးသမီးတအူးတန်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ တောင်းတက်မတော် BSLF TNL ထိမ့်ချုပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းမိုင်းလုံမြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကဘုံထက်ကျဲတာကြောင့်ကလေးတအူးနဲ့အမျိုးသမီးတအူးဒဏ်ရာရသွားတယ်လို့ TNL နဲ့တောင်းအမျိုးသမီးအဖွဲ့အစည်း DWO တို့ကဒီကနေ့အော်တိုဘာလ22ရက်နေ့မှာထုတ်ပြန်လာပါတယ်။ အဂျမ်ဘတ်စစ်တပ်ဟာတိုက်ပွဲဖြစ်တာမရှိဘဲမိုင်းလုံမြို့နယ်မန်ဆန်ကျေးရွာကိုဒီကနေ့မနက်7:33မိနစ်အချိန်မှာ Jet Fighter နဲ့ပေါင်250ဘုံနှလုံးလာရောက်ကျေးချပြီးတော့တိုက်ခိုက်ခဲ့တာလို့အသိပေးထားပါတယ်။အဂျမ်ဘတ်စစ်တပ်ကကျေးချတဲ့ဘုံတွေကြားရောက်ပောက်ကွဲမှုကြောင့်ခလီတအူးနဲ့အမျိုးသမီးတအူးတန်ရာရခဲ့ပြီးတော့နေအိမ်လေးလုံးပျက်စီးသွားခဲ့တယ်လို့ TNL ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တန်ရာရသူတွေဟာအသက်9နှစ်အရွယ်မိုင်းရွှေဆန်နဲ့အသက်35နှစ်အရွယ်လွေးထွေးဟန်တို့ဖြစ်ပြီးတော့ခေါင်းနဲ့ခြေထောက်မှာ ဒဏ်ရာရခဲ့ကြတာလို့ TWO 2ကဆိုထားပါတယ်။အကြံဘက်စစ်တပ်ဟာအခုအော်တိုဘားလာထဲမှာပဲ TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာ34ကြိမ်နဲ့ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာတကြိမ်စုစုပေါင်း35ကြိမ်ရှိနေပြီလို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။တောင်အမျိုးသမီးအဖွဲ့အစည်းကကောက်ယူရရှိထားတဲ့အချက်အလက်တွေအရဆိုရင်အခုအော်တိုဘားလာ၁ရက်နေ့ကနေ22ရက်နေ့အထိလေကြောင်းပုံကျဲတိုက်ခိုက်ခံရတာကြောင့်ကလေး73ဦးအပါဝင်တေဆုံးသူ42ဦးရှိလာပြီးတော့ကလေး 5ဦးအပါအဝင်68ဦးတန်ရာရခဲ့တယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့စစ်တပ်ကဝင်စည်းမယ်ဆိုတဲ့သတင်းကြောင့် KK Park ကကြားဖြန့်အလို့သမားတွေထောင်ချီထွက်ပြေးတဲ့သတင်းကိုတင်ပြပေးပါမယ်။အကြံဖက်စစ်တပ်ကဝင်စည်းမယ်ဆိုတဲ့သတင်းကြောင့် KK Park မှာရှိတဲ့အလို့ site တွေတဲကထောင်ထဲချီတဲ့ကြားဖြန့်အလို့သမားတွေဟာဒီကနေ့အောက်တိုဘာလ22ရက်နေ့မနက်ပိုင်းကစပြီးတော့ထွက်ပြေးတင်းရှောင်နေကြတယ်လို့ဒေသသတင်းရင်းမြစ်တွေစီကသိရပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက် မေထော်တလီချေးရွာအနီးက KK Park မှာရှိတဲ့ကြားပြန်အလုပ်သမားတွေဟာအလုပ်ဆိုင်ဂိတ်တွေတဲကထွက်ပြီးတော့မေထော်တလီအင်ဂျင်မြိုင်လမ်းမကြီးအတိုင်းနီးစပ်ရာမေထော်တလီရွာနဲ့မြောက်ရီမြို့ဘက်ထွက်ပြေးနေကြတယ်လို့ဆိုပါတယ် KK Park ကြားပြန်အလုပ်သမားတွေကိုကရင်နယ်ကြားစောင့်ထက် BGF လုံခြုံရေးအဆောင်တွေကဂိတ်ဖွင့်ပေးပြီးတော့ရှောင်ခိုင်းလိုက်တာလို့လည်းသိရပါတယ်ဒီလိုတင်းရှောင်ခိုင်းရမှာတရုတ်နိုင်ငံသားတွေကတော့ကားတွေနဲ့တဲပေးနေပြီးတော့ဆိုင်ကယ်တွေနဲ့ထွက်ပြေးသူတွေလည်းရှိတယ်လို့အချို့သောအလုပ်သမားတွေကတော့လမ်းလျှောက်ပြီးထွက်ပြေးနေကြတယ်လို့မျက်မြင်တွေ့နေရသူတွေကပြောပါတယ်စစ်တပ်ကဝင်စည်းမယ်ဆိုတဲ့သတင်းကြောင့်အဲ့ဒီနေရာကိုသွားပြီးတော့လေလာနေသူတယောက်က KK Park အလုပ်သမားတွေကိုဂိတ်ဖွင့်ပေးပြီးတော့ရှောင်ခိုင်းလိုက်တာလို့ဆိုပါတယ်တရုတ်နိုင်ငံသားတွေနဲ့နိုင်ငံ ံသားတွေကိုတော့လုံခြုံရေးအဖွဲ့အစည်းတွေကဘေးလွတ်ရာနေရာတွေကိုကားနဲ့တည်ထုတ် ပေးနေပြီးမဲ့ကျန်တဲ့အလုသမားတွေကတော့ကိုယ်အစီအစဉ်နဲ့ကိုယ်တင်းချောင်နေကြရတယ်လို့လည်းသိရပါတယ်။ကြားပြန်လို့ခေါ်တဲ့ online ငွေလိမ်ဂိုင်းလုပ်ငန်းတွေကြီးစိုးရာနေရာအဖြစ်နိုင်ငံတကာမှာနာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ KK Park ကိုအကြမ်းဖက်စစ်တပ်ကပြီးခဲ့တဲ့ရက်ပိုင်းကပဲဟန်ပြဝင်စည်းခဲ့ရမှာဝေဖန်မှုတွေထွက်ပေါ်ခဲ့တဲ့အတွက်ကြောင့်ဒီကနေ့မှာအကြမ်းဖက်စစ်တပ်ကထပ်မံဝင်စည်းမယ်ဆိုတဲ့သတင်းကြောင့်အလို့သမားတွေထွက်ပြေးတင်းချောင်နေကြတာပဲဖြစ်ပါရယ်ခင်ဗျာ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။